ကျမချစ်နေကြည့်ရှိပေါ့အဲ့ဒါပါပဲတဆက်ကားတဲ့ကာရီတာရောက်ဒါတော့မကောက်ဘူးသူကမှရှိသေးတယ်ညလိုတိုင်းမဲ့ဟိုလိုကြီးတော့မဟုတ်ပါဘူးသူကလိုအလွယ်လွယ်ချော်ချော်လေးဖြစ်လို့ပေါ့နော်အဲ့လိုလိုရှုပ်တာပေါ့မဟုတ်ဘူးအမလည်းလိုမဟုတ်ပါဘူးသူကသူရှုပ်ရှင်လို့ရှုပ်တာပါအဲ့လိုပဲဖြစ်မှာပါမမကတင်ပေးတယ်ဘာရိတ်ကြီးကိုလည်းလေဟိုညီမလေးဘယ်တော့กว่าဝေးရနေဘလိုလေးလှမ်းပြီးတော့ရိုက်ရမယ်ဆိုတာလေဆိုတာလေးကစတင်ပေးတယ်ဟိုအဲ့ဒါလေခုမှတတိယပါ ဥစားနဲ့မမိုးနဲ့ပေါင်းပြီးတော့အဲတင်ပေးကြအောင်ပိုက်ရိုက်ပိုက်ရိုက်နီးပေးဦးဒီနေ့ကတော့မမိုးရဲ့ငငယ်တော့တိုးဆောင်လာ music video လေးတစ်ခုကြည့်လိုက်ရသေးရဲ့မမိုးကပို့ပို့ပြီးတော့လှလာပေါ့နော်အဲအဲလိုလေးပြန်ကြည့်ကိုမြတ်ကောပါပဲဟိုရမမိုးကတော့လုံးဝပို့ပြီးတော့လှသွားတေးကြကိုကိုကတော့လည်းလှပါရဲ့ဒါဒီကမှဆိုရင်ရိုးဆောင်နေအများကြီးပေါ့နော်။ဒါ တော့ပါတယ်အမပါတယ်နောက်ချာလီပါတယ်ဒီမှာဒီမှာလေးသူပါတယ်အများကြီးပဲပေါ့နော်တေးဥဆောင်နေဒါအုံနေချင်းတဲ့ဟိုဒါပါဝင်တေးဥဆောင်တာတဲ့ romance drama ဇလန်ဒရယ်လေးပါခင်ဗျအဓိကတော့ဒီကလေးနဲ့ကိုရီးယားဆန်နေပေါ့ကိုရီးယားဆန်နေအဲ့လိုဟိုလိုအခြေ romance ဇလန်လေးပေါ့အဲတို့စိတ်ဝင်စားဖို့တော့ကောင်းမယ်အဲဇက်ကားရဲ့ဟိုတင်ဆက်တဲ့ပုံလေးကလည်းနည်းနည်းလေး ကျန်းနေပေါ့နော်ဟိုအဲ့ဒီအတွက်ကိုကြိုက်ကြလိမ့်မယ်လို့ထင်ပါတယ်ခင်ဗျ။ဟုတ်ကဲ့။သုံးမွေဆိုင်ချစ်စလန်မှာအရင်လဲစိတ်ညစ်ရတာပေါ့အဲ့လိုသူကြတော့လဲဒါကအိမ်တော်ကြပြီးသွားတဲ့အခါမှာဟိုကိုယ့်ရဲ့အမရဲ့ကိုယ့်ရဲ့အိမ်တော်ဘက်ရဲ့ပုံမှာပေါ့နော်နောက်ပိုင်းမှာတဖြည်းဖြည်းနဲ့ပရိပခလေးဖြစ်လာမျိုးလေးကိုပိတ်သက်ကမြင်ရမှာပါလို့ခုမှဇလန်ကအစပြနေရအောင်ဆိုတော့လေအများကြီးပြောလိုက်လို့ရှိရင်ဟို spoil လို့မျိုးဖြစ်သွားမှာဆိုလို့ပါနောက်ပိုင်းရောက်လာလေရောက်လာလေစချိန်ကတက်တက်ပြီးတော့ပို့ပြီးတော့ကြည့်ကောင်းလာမှာပါလို့ပြောချင် တဆက်ကားတဲ့ကာရီလာရတာတော့မကောက်ဘူးဆိုတာမှန်ရှိသေးတယ်ဒီလိုတိုင်းမဲ့ဟိုလိုကြီးတော့မဟုတ်ပါဘူးသူကလို့အလွယ်လွယ်ချော်ချော်လေးတွေဖြစ်လို့ပေါ့နော်အလိုအလိုလို့ရှုပ်တာပေါ့မဟုတ်ဘူးအမလည်းလို့မဟုတ်ပါဘူးသူကသူရှုပ်ရှင်လို့ရှုပ်တာပါအဲ့လိုပဲဖြစ်မှာပါဆက်လက်လေးကတင်ပြပုံလဲဆန်းတယ်ပြီးတော့ဇက်လိုက်နဲ့လည်းမဆုံးနိုင်ကြပါဘူးဥစော်တော့ ဇလန်တွဲလည်းဖြစ်တယ်ဆိုတော့လက်ခံပြီးရိုက်ဖြစ်သွားတာပါပြီးတော့မှသူတွေအားလုံးကလည်းအကောင်ကဒီကိုမောင်မလေးလိုခင်ခင်မင်းနဲ့ပျော်ရှင်ရိုက်လို့ရတယ်ဆိုတော့ရိုက်ဖြစ်တာပါဟုတ်ကဲ့ဒီကတော့တွေ့ဖို့ရှိပါမြောင်တော့ကတော့အနေအေးတယ်ဆိုတော့တိတ်ပြီးတော့အလိုများများရှိပါတော့ရိုက်ဖြစ်တဲ့နေရာမှာတော့အလုံးလောက်ရ ကျမချစ်မိကြီးရှိပါအဲ့ဒါပါပဲဟုတ်ပါလေကိုနေမနဲ့ baby သေးဥဆောင်ရမယ်ဆိုတော့ဟိုအရန်ပျော်နေပြီဟိုသူတို့သိကျင်တာရှိလို့ဒီလေမမိုးဆိုလို့ရှိရင်လည်းအကုန်ပြောပြရတယ်အလားပါနဲ့ပတ်သက်ပြီးတော့ဖြစ်ဖြစ်ဒီပြုံးဆောင်ပိုင်းနဲ့လည်းပဲဖြစ်ဖြစ်ပြောပြရပေါ့ ကိုနဲ့ဆိုလို့ရှိရင်လည်းကိုရဲ့အကိုအရင်လိုပဲခံစားရပြီလို့ဟာကြဲဟိုရှူတယ်မှာဆဆနာနာဟာတာလေးပြောနေကြလေးလည်းရှိရပေါ့နော်ဟိုတ িয়োগ ဆောင်ရတဲ့အခါမှာတော့စိတ်ထဲမှာအဲ့လိုကြောက်ရွံ့နေရမျိုးတွေမရှိတော့ပဲနဲ့ကိုရဲ့တကယ်အကိုအရင်နေအမအရင်နေလို့ခံစားရပြီးတော့တ িয়োগ ဆောင်ရတဲ့အခါကျတော့လေပြောဖို့လည်းကောင်းပါရဲ့လို့ရှူတယ်မှာတ িয়োগ ဆောင်ရတဲ့အချိန်တိုင်းကအာအရင်ကြောက်ရတယ်ကြည့်လားကြည့်ပါလေရဲကြည့်ပါလေကြောက်ရဟို တာပေါ့လေမမိုးအဲ့လိုရိုက်ရမယ်ဆင်းပါရဲဆိုနည်းနည်းလေးထိသွားမှတော့မှလည်းကြောက်ကြအဲ့တော့မရိုက်ခင်မှာမမိုးကတော့နော်ဆိုပြီးတော့ခဏခဏပြောရတယ်မမိုးကတင်ပေးတယ်ထိသွားမယ်ထိသွားမယ်အဲ့လိုမမိုးကတင်ပေးတယ်ပါရိုက်ညီကိုလည်းလေဟိုညီမလေးဘယ်တော့กว่าဝေးရနေဘလိုလေးလှမ်းပြီးတော့ရိုက်ရမယ်ဆိုတာလေဆိုတာလေးကစတင်ပေးတယ်ဟိုအဲ့ဒါလေခုမှတတိယပါ ဥစ္စာနဲ့မမှုနဲ့ပေါင်းပြီးတော့အဲတင်ပေးကြအောင်ပိုက်ရိုက်ပိုက်ရိုက်နေသေးဘူးအဲ့ဒီကျတော့တင်ပေးထားတော့အကွာဝေးတွေအဲ့ဟာတော့မအကွာဝေးတင်အဲ့ဟာကကိုကကြောက်ရတာပဲလေကိုကတကယ်စီနီယာမဟုတ်ထိွားမိကြမျက်နှာကြီးကျရမှာမကောင်းဘူးလေအဲ့အကြောင်းအသေးချာလေးရင်းနှီးမမနဲ့ရိုက်ခဲ့ရပါအနည်းကတော့မမိုးရဲ့ငငယ်တော့တိုးဆောင်လာ music video တွေတခုကြည့်လိုက်ရတည်းရဲ့မမိုးကပို့ပို့ပြီးတော့လှလာပေါ့နော်အဲအဲလိုလေးပြန်ကြည့်ကိုမြက်ကောပါပဲမမိုးရဲ့ မမိုးကတော့လုံးဝပို့ပြီးတော့လာသွားတေးကြကိုကိုကတော့လာပါလေမဟာမှာတနင်္လာဟုတ်တယ်ဟုတ်တောက်ကြစနေတပတ်ကို၄ရက်မနေ့9နာရီမှာထုတ်လင်းတတ်တာနေပါပြီလို့မဟာရုပ်တံမှာရှူပြီးဖို့ဖိတ်ခေါ်ပါရရှင်ဟုတ်ကဲ့ဖိတ်ခေါ်ပါရခင်ဗျာဖိတ်ခေါ်ပါရရှင်ကျမ်းမှာချမ်းသာကြပါစေလို့ဆုတောင်း